တတားကလူအိုမူရင်းစာရေးဆရာအာနက်စ်အမင်ဝေမြန်မာဘာသာပြန်ထင်လင်းဖုံလင်းလင်းကတ်သောအဝတ်များဖြင့်ငွေကိုင်းမျက်မှန်တက်လူအိုတယောက်လမ်းဘေး၌ထိုင်းနေ၏မြစ်ကိုဖြတ်၍စောက်ထားသောဘော်ဒရာဖြင့်လဲများပက်လက်ကားများသည့်၎င်းကလေးများသည့်၎င်းတစ်ဖက်ကမ်းသို့ကူးသွားလျက်ရှိကြ၏မြင်းဆွဲသည့်လဲများသည့်မဆောက်သော ကမ်းပါတက်လန်းတွင် မနိုင်တက်နိုင်ရုံတက်လျက်ရှိရာစစ်သားများကလဲတောက်များကိုတွန်းကူ၍တင်ပေးလျက်ရှိကြသည် ပလက်ကားများသည်တတိတိခုံမောင်း၍တက်ကဤနေရာမှဝေးရလွတ်ရစီသို့ဥတီပြေးလျက်ရှိကြသည်တောသူတောင်သားတို့သည် ခြေချင်းဝက်အထိမြုပ်သောဖုန်ထဲ၌တလန်းချင်းတရွေ့၍တွားလျက်ရှိကြ၏တို့ရတွင်အဖိုးအိုကမလုံမရှက်ထိုင်လျက်ရှိလေသည် သူ့မှာမောပန်းလွန်၍ခီးမသက်နိုင် ကျွန်ုပ်၏အလौတာဝန်ကားတရားကို ဖြတ်ကူး၍တရားထိတ်ကန်တက်အလွန်ဘတ်သို့သွားကရန်သူမြည်သည့်နေရာသို့ရောက်လာပြီးကိုထောက်လန့်မှုဖြစ်သည် ကျွန်ုပ်အလौပြီးခဲ့၍တရားပေါ်မှာဖြတ်ပြန်ခဲ့သည်လဲများစွာမရှိတော့ခြေကျင်သွားနေသူလည်းနဲသွားပြီသို့တော့ဘိုးကထိုနေရာ၌ပင်ရှိနေပေသေး၏ကျွန်ုပ်ကသူ့အား ဖို့ဘေရွာကလည်းဟုမေးလျင် သူကသံဃာလူကဟုဖြစ်သည်သံဃာလူမှာသူစာတိဖြစ်၍ထိုအမိကို ပြောရခြင်း၌နှစ်ချိုက်သည်သူနှင့်သူပြုံးပြသည်ကျောဒရဝါလေးတွေကိုစောင်းလျှောက်တာပါကွယ်ဟုလည်းပြောပြနေသည်ကျွန်ုပ်က ကောင်းစွာနားမလဲသလိုဩဟုသာဆိုလိုက်မိသည် သူကဟုတ်တယ် ကျောက်ကတရဝါလေးတွေကိုစောင်းချောက်ပြီးနေခဲ့တာသန္တာလူကထွက်ခဲ့တာကျုံနောက်ဆုံးပဲဟုပြောပါသည် သူ့အသွင်ပြင်မှာတိုးထိန်နေလည်းမတူ နွားချောင်းသူနေလည်းမတူတို့နဲ့ကျွန်ုပ်က သူ့ဤဖုံထူလာသောအဝတ်မဲများကို၎င်းဖုံလိမ့်လိမ့်ကတ်သောခတ်မွဲမွဲသူ့မျက်နှာကို၎င်းသူ့ဤငွေကိုင်းမျက်မှန်ကို၎င်းကြည့်ရင်ဘာတော်ဝါလေးတွေလဲဟုမေးလိုက်သည်သူက မျိုးစုံပဲဟုတ်ဖြေကခေါင်းရမ်းလိုက်ပြီးကိုတော့သူတို့ကိုပြစ်ထားခဲ့ရပြီဟုတ်ဆိုသည်ကျွန်ုပ်လည်းတရားထိပ်ပတ်စီမှဣဘရိုမျိုးဝဒေတာဤအာဖရိကတိုင်းနှင့်ဆင်သောရှုကင်းမြင့်ကွင်းစီတို့စောင့်ကြည့်ရင်ကရန်သူရောက်လာရဲ့အချိန်မီများကြောင်းကြီးကို ခံမှန်းကရန်သူနှင့်တွေ့ဆုံခြင်းဟု ခေါ်ကြသည့်ချိုးဝက်စမ်းကြဲလာသည့်အဖြစ်ကိုအချက်ပေးသော အတံပလံများကိုတစ်ချိန်လုံးနားဆွင့်ရလျက်ရှိသည်ဖိုးကထိုနေရာ၌ပင်ထိုင်လျက်ရှိ၏ကျွန်ုပ်ကဘာတရဝရီလဲဟုမေးသည် သူကတရဝါ၃မျိုးပါ စိတ်ကနှစ်ကောင်းကြောင်ငါတစ်ကောင်ခိုးက၄သောဟုရှင်းလင်းပြောပြသည်ဒါတွေကိုပြစ်ထားခဲ့ရတယ်ဟုတ်လားဟုတ်တယ်အမြောက်တက်ကြီးလာမှမို့ဘိုးကြီးကအမြောက်တက်ကြီးလာပြီဘာ ထွက်ဆိုလို့ကျွန်တော်ကအဖိုးမသွေးရင်တားရင်နေမရှိဘူးလားခုနောက်ဆုံးကြိုက်ရည်တီလက်တစီနှစ်စီအပြေးလာဆင်းလာရတပတ်ကာမဆောင်စီတို့လှမ်းကြည့်ရင်ကမေးလိုက်သည်သူကမရှိဘူးအခုကျုပ်ပြောတဲ့တရားလေးတွေပဲရှိတယ်ကြောင်ကတော့ခိစားမရှိတယ်ပါဘူးလေကြောင်ဆိုတာကတော့ကိုကိုကိုဘေးလောက်အောင်ကြီးဆောင်တတ်ပါရဲ့ဒါပေမဲ့ တခြားအကောင့်နေဘာဖြစ်မဲ့ဆိုတာမတွေးတတ်ဘူးဟုဆိုပါသည်အဖို့ဘာဝရသမားလဲကျုပ်မှဘာဝဓာမှမရှိဘူးကျုပ်အခုအသက်86နှစ်ရှိပြီ7ကီလိုမီတာလျှောက်ခဲ့ပြီသက်သွားနိုင်တော့မမထင်ဘူးဒီနေရာကနားဖို့ကောင်းတဲ့နေရာမဟုတ်ဘူးအဖို့ရောက်နိုင်မယ်ဆိုရင်တော်တိုစာဘက်ခွဲတဲ့လမ်းဆောင်ကြတော့ပလက်ကားကြီးပြေးနေတာရှိတယ်ဟုတ်ကျွန်ုပ်ကပြောပြသည်သူက ျုပ်ခဏနေအောင်မယ်ပြီးရင်သွားပါမယ်ခုဆိုကပလက်ကားတွေကဘဲကိုရောက်တယ်လေခုမေးလိုက်သည်ကျွန်ုပ်ကဘာစီလိုနာဘက်ကိုပေါ့ဟုပြောပါသည်သူကအဲ့ဒီဘက်ဒီမှာတော့ကျုပ်တီတာတရားမှမရှိဘူးဒါပေမဲ့ဂျေဇူးများကြီးတက်มาတယ်ကွယ်မင်းကိုဂျေဇူးအထုတက်มาတယ်ဟုပြောပါသည်သူဒီပင်မန်းနန်းနဲ့နေသည့်အသွင်ဖြင့်ကျွန်ုပ်အာဘာမှနားမလည်တယ်လို့ကြည်နေ၏ ထို့နောက်သူဤတော့ကားကိုတစုံတယောက်အာပြောမပြပဲမနေနိုင်တဲ့ဖြင့်ចောင်းကတော့ကိစ္စမရှိဘူးဆိုတာသိကြပါတယ်။ចောင်းတွက်ကတော့စိတ်တော့ကဖြစ်เสียဟာမရှိပါဘူး။ဒါပေမဲ့တခြားအကောင့်နေကဲတခြားအကောင့်နေဘယ်လိုများဖြစ်မဲ့ထင်တယ်လဲဟင်ခုမေးပြပါမသိ။အာလွတ်မှာပါအဖိုးရဲ့လွတ်မဲ့ထင်တယ်လားကွယ်။ကျွန်ုပ်ကလမ်းများမရှိတော့ပြီဖြစ်တော့တစ်ဖက်ကန်းစီတို့လမ်းမျောကြည့်ရင် ဘာဖြစ်လို့မလွတ်ရမှာလဲဟုဖြေပါသည်ဒါပေမဲ့အမြောက်တက်လာပြီဖွက်ထွက်လို့ကျုပ်ကိုနှင်တာပဲအမြောက်တက်ကြီးလာရင်သူတို့ကဘလို့နေမလဲကျွန်ုပ်ကကိုအိမ်လေးကို ဖွင့်တာခဲ့တယ်မဟုတ်လားဟုမေးလိုက်သည်အင်းဒါဖြင့်သူတို့ပြန်ထွက်သွားမှာပေါ့သူကအေးဟုတ်တာပေါ့သူတို့ပြန်ထွက်သွားမှာဒါပေမဲ့တခြားအကောင်တွေကော တခြားအကောင့်တွေကြောင်းတော့မစင်းစားတာပဲကောင်းပါလိမ့်မယ်ကွာဟုတ်ဆိုပြန်ပါသည်ကျွန်ုပ်ကအဖို့အမောပြင်းရင်ကျွန်တော်သွားခြင်းမိထားလျှောက်ကြည့်ပါဦးဟုတ်တိုက်တွန်းရသည်သူကယေရှုတမန်တွေကွယ်ဟုတ်ဆိုကထိုင်ရမှအာယူ၍ထားတော်လဲကိုရင်းဒီရိုင်နဲ့ဖုန်ထဲတွင်ပင်ဖင်ထိုင်လျက်ပြန်ကြသွားသည်ကျောက်ကတော်ဝါလေးတွေကိုစောက်ရှောက်နေတာပါကွယ်ဟုတ် လေးလေးတွဲ့တွဲ့ပြောနေပြန်သည်တို့ရတွင်ကျွန်ုပ်အာပြောပြနေခြင်းကမဟုတ်တော့တတဝါလေးတွေကိုစောင်းရှောက်နေတာသူ့အတွက်ဘသူမှဘာမှမတတ်နိုင် ထိုနေ့ကအစ္စတာပွဲတော်အကျုံနေ့ဖြစ်သည်ဖက်ဆက်တက်များသည်ဣဘရုမြစ်စီတို့ချီးလာလျက်ရှိသည်တိမ်များနှိမ်လျက်တမိုးလုံးအုံဆိုင်လျက်ရှိသောနေ့ဖြစ်၍သူတို့ဤတိုက်လေရင်များတက်မလား ဤသို့တက်မလာခြင်းနှင့်ကြောင်များသည့်မိမိတို့ဘာသာဘေးလွတ်ရာကိုရှောင်းနေတတ်ခြင်းသည်သာအဖို့အို့အတွက်ကံကောင်းသည်ဟုဆိုစရာရှိတော်သည် Arnest Hemingway ဝေဖန်သုံးသပ်ချက်ဤဝိထုတွင်မိကဲ့သို့သောထူးခြားချက်ရှိပါသည်နည်းကိုမေးဝဲရှိပါသည်ဝိထုဟူသောစာပေအဖွဲ့မျိုးတွင်ပါဝင်နေကြထူးခြားသောဖြစ်ရပ်ဟူ၍လည်းမရှိဖိုမာတို့ဤအခြေခင်နှင့်သက်သည့်အကြောင်းအရာများလည်းမပါ စစ်ဝင်စားပွဲစွန့်စားခံမျိုးလည်းမဟုတ်တာမန်စစ်ကာလမြင်ကွင်းတစ်ခုသာဖြစ်၍ဝိထုဟုခေါ်ဖို့ပင်ခက်သည်တို့ရတွင်ဤဝိထုတို့၌အုတ်တွဲပေါင်းများစွာဖြင့်ဖွဲ့ဆိုအပ်သည့်လူတို့၏ဖြစ်ရက်ဇက်ကြောင်းတဘာဝဝိထုတပုတ်တွင် ပါဝင်လေးရှိသည့်အကြောင်းချင်းရအလုံးပါဝင်လောက်အောင်ပြည့်စုံသည်ဟုဆိုကြသည် အမတ်မတ်ကြည့်တော်ထိုးဆိုကို ဆိုလွန်းသည်ဟုထင်ရ၏ဟမင်ဝေးစာများ အထူးသဖြင့်ဝတ္ထုတို့များကို ဝေဖန်သူဆရာများကဟမင်းဝေးသည်စာရေးသားကြစ်လက်တိတ်သည်သကလုံးများကို အပိုလိုမရှိကွက်တီဝင်အောင်သုံးတတ်ရုံမက သူတင်ပြသည့်ဖြစ်ရသကြောင့်တို့မှာမိသည့်အမြင်မျိုးနှင့် ကြည့်ကြည့်သဘောတဘာဝတိကျမှန်ကန်သည့်ဖြစ်၍အတိတ်ပဲတစ်မျိုးမက နှစ်မျိုးမကကောက်ယူလို့ရသည်မိသူကြည့်ကြည့်ကြည့်သူဤအရေး ပုံမှန်ထင်သောကျေးမွန်ပြင်ကဲ့သို့ဖြစ်သည်ဟုလည်းဆိုကြသည်ဤသို့ပုံမှန်ရောင်ပြန်ဟန့်နိုင်ခြင်းသဘောတဘာဝတိကျမှန်ကန်ခြင်းသည်ပင်လျင်ဟမင်ဝေးစာစုဤအနက်အရှိုင်းပင်ဖြစ်သည်ဟု ယူဆရပေမည်ဤဝိထုတို့တွင် လူဤဖြစ်ရသကြောင်းကိုတင်ပြထားသည်လူဤဘဝကိုစစ်ကာလဖြင့်တင်သားထားသည်စစ်ကာလသည် လူတို့ဤမတည်ငြိမ်သောစိုးမရသောအနည်းငယ်များသော စင်ရဲသောအဖြစ်ကိုထင်ရှားစေသည်ဖြစ်၍ဤဝိထုတို့ဤနောက်ခံကားကိုစစ်ကာလရှုကင်းမြင်ကွင်းဖြင့်ပုံဖော်ထားသည်ဒုတိယကဘာစစ်အမြောက်တက်ကြီးလာပြီးထွက်ကြပြေးကြဟုစစ်ဘိုကနှင့်သည်ဘသူမှမနေတာထွက်ကြသွားကြရမည်မိမိတို့ဇာတိရရွာကိုစွန့်ခွာကြရသည်ညီသည့်လူမျိုးမြည်သည့်ဘာသာတရားကမဆိုလူတို့ဤယောဝိထုခန္ဓာဖွဲ့စည်းမှုသည်မဟာပုတ်ကြီးလေးပါဖြစ်သည် ပထဝီတေသောအာဘောဝါယောတတိလေးပါတို့အညီအညွတ်ဖွဲ့သည်အတ္တယုတ်ခန္ဓာတို့တွင်ဣဒတ်ကြီးများမညီမညွတ်မများမတဖြစ်လာသော အခါတင်းထန်သော ဖောက်ပြန့်မှုကြီးများဖြစ်တတ်သည်ပထဝီဓာတ်ဖောက်ပြန့်ပြည့်စည်သောအခါမြေပြိုသည်နှင့်နှိုင်းသည်တေသောဓာတ်လွန်ကဲသောအခါမေကြီးကျက်လောင်သည်နှင့်နှိုင်းသည်ထိုနည်းတူသောအံဘောဓာတ်ဖောက်ပြန့်သောရေပေး ဝါယောဓာတ်ဖောက်ပြန်သောလေဘေးတို့နှင့်ပမာပြု၍ပြောဆိုလေရှိကြသည်ဤသို့ပြင်းထန်စွာဖောက်ပြန်တတ်သောဓာတ်တဘာဝကြီးများဖြင့်ဖွဲ့စည်းအပ်သောခန္ဓာသည်စဖြစ်လာသည့်ဇာတိကာလမှစ၍ယက်နေနားနေရန်ခွင့်မရတသွင်သွင်တလုံးလုံးကြီးရင်၍သာနေသည်ဇယသဘောကိုဇာတိမျိုးရာတွင်နေခြင်းလိုလည်းမရအမြောက်တက်ကြီးပမာပြင်းထန်စွာ ပောက်ကွဲဖောက်ပြန်တတ်သောဣဒတ်၄ပါးအစုအဝေးကစိမ့်မိတ်ဖြင့်အတင်းနှင်းသလိုမောင်းနှင်သောကြောင့်တရွေ့ရွေ့တရိပ်ရိပ်ကြီးပြင်းအုံမင်းလာရပုံကိုစစ်ဘိုကနှင်၍အဖိုးအိုသူဇာတိစံကာလိုမှထွက်ခါရသည့်အဖြစ်ဖြင့်တင်သားထင်ဟထားသည်တရားကအဖိုးအိုသည်မနေသာ၍မိမိဇာတိမျိုးရွာမှ ထွက်လာခဲ့ရသည့်တိုင်အောင်သူစိတ်ကတော့မဖြောင်းသူစောင်းရှောက်နေရသည်ဆိုသောတရဝကလေးများအတွက်နောက်ဆန်တပင်တင်ရလျက်ရှိသည် လူတို့ဤဖြစ်ရကလည်းဤနည်းနည်းနှင့်ဖြစ်သည် လူတို့သည်မရအတွက်လင်အတွက်သားအတွက်သမီးအတွက်မြေးအတွက်ပူပန်ရေးသာနေရသည်ငါမရှိရင်သင်တို့ခတ်ချေတော့မည်ဟုအထင်ရောက်ခါတေဂာနီကာလာတီဤပူပင်ကြောက်ကြမှုကမငြိမ့်တဲ့ ဤပူပန်ကြောင်းကြမှုမျိုးကိုငြိမ်းအေးအောင်ဘသူကားမှဘာမှလုပ်မပေးနိုင် မပူပါနဲ့ဆိုလီပူလီဖြစ်တတ်ဒီမှာလူတမတာတရားထိတ်ကအဖိုးသည်လူဝင်ဖြစ်သည် လူတို့သည်အဖိုးအိုကဲ့သို့ပင်တောကကိုစီရှိတတ်ကြသည်တေပေါက်တေဝါတို့ရောက်လာသည်အထိတရားထိတ်တို့ရောက်သည်အထိဤတောကများကပါလာတတ်သည်ကြောင်အတွက်မပူရဘူးဆိုသောခိုအတွက်ပူမည် ခိုးအတွက်တော့ကအေးပြန်တော့စိတ်အတွက်ပူအားပြန်သည်မရအတွက်မပူရတော့တာသမီအတွက်ပူသည်တာသမီအတွက်မပူရတော့မြည်အတွက်ပူသည်လူတို့၏နောက်ပြဿနာတစ်ခုမှဘယ်သွားရမှမသိခြင်းမဖြစ်သည်ဘာသာတရားများကဤဘဝမှာသိလွန်တော့ဘယ်ပုံဘယ်ဘဝသို့ရောက်မည်ကိုဟောဆိုညွှန်ပြတတ်တော်လဲလူကတကယ်မယုံကြည်တဲ့ဘာမှမဖြစ်သည့်အခါတွင်ဤသို့သော ခေါ်ဆိုညွှန်ပြမှုများကိုတိမ်မွေ့သောနှလုံးဖြင့်လက်ခံယုံကြည်ထားနိုင်ကြတော့လေတေမင်းနှင့်တကယ်ရင်ဆိုင်တွေ့ရသောအခါဤတွင်တင်ညွှန်ပြမှုများသည်တကယ်အားကိုးလောက်အောင်မဟုတ်ကြောင်းကိုတွေ့ကြရတတ်သည်တရားလွန်သောတော်ဆိုတာလမ်းကွဲ၌မြို့တော်ဘာစီလိုနာစီသို့သွားသောကားကြုံများရှိသည် ဆိုတော့လေနိဗ္ဗာန်နဲ့ပြည်မြမပြည်ကောင်းကင်ဘုံတို့ကိုတကယ်ကလူသားမှန်တို့အာယုံမပြုတ်တဲ့ အတိမိတ်ဆွေများမရှိသောအရတ်တို့တို့မြေသူများမသွားခြင်းမသွားဝင်စွန်စားတတ်သောစိတ်သည်လူဤ비သားစိတ်မဟုတ်အပဲ့လေးပုံသာကိုယ်အိမ်ကိုယ်ရာဖြစ်တော်သည်ဆိုတကဲ့သို့ကိုနေနေကြနေရသည်တို့သာအကြောင်းမျိုးမျိုးရှာကလွမ်းတတ်ကြပေသည်တည်ခြင်းတရားသည်အရွယ်ရွေးသည်မဟုတ်လူကြီးလူငယ်ယောက်ျားမိန်းမဟု၍မခွဲခြားအလုံးဤတရားကိုဖြတ်ကြရသည် စက်ကလာတို့နောက်အသေးအပြောက်ပို့၍များပြားသည်စစ်သားတို့သည်ဤမြစ်ကိုဖြတ်ကူးကြသူတို့ဤလဲဘိန်းထောက်ပံကိုကုတွန်း၍ပို့ပေးလျက်ရှိကြသည်စံကာလိုဒီဟုသောဇာတိမြေမှာအမြောက်တက်ကြီးပမာပြင်းထန်သောပောက်ကွဲဖောက်ပြန်မှုများကိုဖြစ်စေသည်တက်ကြီးလေးပါသဘောကြောင့်ကန့်ဆရာကြီးဟုခေါ်ဆိုကြသောစစ်ဘိုလ်ကစစ်မိတ်ဖြင့်နှင်းသည်တွင်မထွက်ချင်မဲထွက်ခွာလာခဲ့ရသည် ဇယအဖိုးတို့ငောပန်းနွမ်းနေနေသောနာသောဗျာဒိကာလ၌မရဏတိဟူသောဣဘရုမြေကူတရာစီတို့ရောက်လာ၏သူတို့ဘယ်သူကဗာတက်နိုင်သည်။ဘသူအတွက်ကောဘသူကဗာတက်နိုင်မည်နီတရဝါတစ်ခုကန့်တစ်ခုတရဝါတစ်ခုကအခြားတစ်ခုအတွက်ဘာမှလုပ်မပေးနိုင်အဖို့သည်သူစောင်းရှောက်ခဲ့သည်ဆိုသောတရဝါကလေးများအတွက်ဘာမှမတက်နိုင်သလိုပင် တရား၌တာဝန်ကျသောစစ်သားကလည်းဘိုးအတွက်ဘာမှမတတ်နိုင် သူမှလည်းသူ့လုံးနှင့်သူသူ့ကိစ္စနှင့်သူသူ့တော့ကနှင့်သူတရအူးအလွန်နည်းမြေစီတို့ရန်သူရောက်လာမည်အချိန်ကိုခံမှန်းရလျက်အဖိုးအားလည်းကြုံရွေးသာတကားပြောနေရသည်တကယ်ကအဖိုးအို့အတွက်ဘာမှ လုံးမပေးနိုင်ခမင်းဝေးသုံးတိတင်ကြတာများမှအလွန်ပိပိတတ်တတ်ရှိ၍ မိတိရှုတော့မှမဆိုအနဲ့အတိတ်ပဲထင်မြင်လွယ်သည်ဟုလည်းဆိုကြသည် အဖိုးဤအသွင်အပြင်ကိုကြည့်ပါဦးငွေကိုင်းမျက်မှန်တတ်ထားသည်ငွေကိုင်းမျက်မှန်သည်အမြင်မတန်သောသူတို့ဤအတုံးဆောင်ဖြစ်သည်ဤအဖိုးသည်အမြင်တန်သောလူမျိုးမဟုတ်သူဤအဝဲနှက်နှင့်မျက်နာပေါ်တွင် ဖုံလင်းလင်းတင်လျက်ရှိ၏12ကီလိုမီတာမြောက်လောက်လာခဲ့ရတွင်သူမှမောပန်းယုံနွမ်းနယ်ယုံ အဝတ်ပေါ်မျက်နှာပေါ်တွင် ဖုန်တင်ယုံသာရှိသည် he has collected nothing but that ဆိုသည်ကို ဖော်ပြသည် သူကိုယ်သူတရဝကလေးများကိုစောင်းရှောင်းနေသည်ဟုသာဆိုသည်သူကိုကြည်ရသည်မှာတော့တရဝများကိုစောင်းရှောက်ကဲမှတက်သောဖျားသခင်စရှိသောသူတော်စင်တိုးထိန်နွားကြောင်တို့ဤအသွင်ပြင်မရှိ တကယ်ကသူသည်လူသားမှန်တယောက်မျှသာဖြစ်သည်ဤဝိထုမှာလူသားမှန်တို့၏အကြောင်းဖြစ်သည် ဒီနေရာအားနားဖို့ကောင်းတဲ့နေရာမဟုတ်ဘူးဟုစစ်သားကဆိုသည်မှန်ပါသည် လူပုံသည်နားနေခြင်းစရာတာယာသည်ပုံမဟုတ်ဘာသာရေးတွင်ညွန့်ပြမှုများက လူပုံကိုနားနေစရာပုံကောင်းဟုမတတ်မှတ်ဘေးအနေကင်းရှိသည်လည်းမဟုတ်ဘဝဆိုသည်မှဖြစ်လာမှာတော့နားနေခြင်းလို့လည်းရသည်မဟုတ်ဒရဆက်သွားရည်တာနေရသည်အတိမြဲလည်းမရှိဆင်းရဲဤအဆိုးမရမြေကလည်းပြိုတတ်ဤမီးလဲလောင်တတ်ဤရေလဲကြည်တတ်ဤ လင်မုန်တိုင်းကလည်းမှွေတတ်၏အန္တရာယ်များလာကြ၏လူတမန်တို့သည်အမြင်မတန်ညခြင်းအဲ့ဒီဘက်စီမှာတော့ကျုပ်တိတာတယောက်မှမရှိဘူးဖို့ဒီကောင်းကင်ဘုံတို့လက်ကောင်းနတ်ရွာဗိမာန်တို့လက်ကောင်းအာယုံမပြုတ်တဲ့အတိမရှိသောအရတ်တို့မသွားလို့ခြင်းမှာလူတမန်တို့ဤတဘာဝမိမိသွားခြင်းသည်မသွားခြင်းသည်ကို အပါထားလမ်းညွန်ပြတာဟောကြားပေသည့်ပုဂ္ဂိုလ်ကိုကျေးဇူးတော်တင်ညာရပေမည် လူတီတော့ကနဲ့မကင်တက်မိမိနိုင်ကျုံးလာရတော့တော့ကကို သူတစ်ပါးနဲ့ဝေမြခန်းစားခြင်းတက်တော့ညင်လဲရှိသည်ဘို့ဒီတိတူကကောင်းရတော့ညွန်ပြပေးတော့လဲစိတ်မဝင်စားတဲ့အာယုံမပြုတ်တဲ့သူတော့ကကိုဝေမြခန်းစားတက်လျင် သူ့မှာအဖို့မရအာကိုမရအေးချင်းရတို့ကိုဖြစ်ပျက်သည့်နေ့ကိုဟဲမင်ဝေကအစ္စတာပွဲတော်အချိုနေ့ဟုဆိုထားသည်အစ္စတာပွဲတော်ကခရစ်တော်ရှင်မြတ်ထမြောက်ခြင်းကိုထိမ့်မှတ်ပြုသည့်ပွဲဖြစ်သည် နှစ်စဉ်မလ22ရက်နေ့ဧပြီလ25ရက်တို့ကြာ၌ဖြစ်တတ်သည်ခရစ်တော်သည် လောကတိုင်း၌တည်လွန်ပြီးမြုပ်နှံထားရာတင်းကြီးမှတပန်ရှင်ပြန်ထမြောက်ခြင်းဖြစ်၍အစ္စတာဘွဲမတိုင်မီကာလသည်ခရစ်တော်လွန်၍ဝမ်းနည်းကြေကွဲကြရသောကာလဖြစ်၏ထိုကာလ၏အထိမ်းအမှတ်များဖြင့်တောက်ကြနေ့ Good Friday မှစ၍အုံဆိုင်မှုန်မှိုင်းသောအချိန်နေ့ထို့နောက်တွင် ချိုးချံသောအကျင့်ဖြင့်ဥပုပ်တည်င်စောက်တည်ကြရပြီး တနင်္လာနေ့နေထွက်တပြူတွင်တခင်ရှင်ပြန်ထမြောက်တော်မူလီပြီဟူသောကြွေးကြော်တန်နှင့်အတူရွှေလန်းဝမြောက်ခြင်းကိုဖော်ပြကြသည်ပျော့ပွဲရှင်ပွဲများကျင်းပသည်စီမီပြောင်းနိုင်များထွန်းကြီးကြသည်အဖို့တရားထိတ်၌အမောဆိုင်နေသည့်နေ့ကိုအစ္စတာပွဲတော်အကျိုးနေ့ဟုဆိုထားသည်ထိုချင်းရံကိုတိမ်များနေလျက်တမိုးလုံးအုံဆိုင်လျက်ရှိသောနေ့ဟု ဖော်ပြထားသည်တင်ကေတတခုနှင့်တခုအပြန်အလှန်ကျေးဇူးပြုထားသည် တမိုးလုံးအောင်ဆိုင်၍မှုံမိုင်းထုံထိုင်သောအခြေအနေတို့ဤနောက်တွင်သခင်ရှင်ပြန်ထမြောက်ခြင်းကိုအကြောင်းပြု၍ရွှင်လန်းဝမ်းသာရသောအခြေအနေရှိသည်လူတို့သည်မိမြပင်ထိုင်မိုင်းသောအခြေအနေမှဖြစ်စေမျော့လင့်ချက်ကတော့ရှိသည်ကြီးဖြစ်သည်မနှစ်မျိုးပွဲရာအခြေအနေမျိုးမှထွက်ပေါက်လွတ်လန်းသို့မျော့မှန်းတတ်သည်မှလူတမရာအကဲ့၍မြေသွမ်းမြထွက်ပေါက်မရှိတော့သောအခြေအနေတို့ရောက်ရှိလာပါကလည်းတမလွန်တွင် ကောင်းရာတုက္ကတိတို့ရောက်ဖို့အာယုံပြုတတ်ရပေမည်။ဟမင်ဝေးသည်ဘာသာတရားကိုအရေးထားသောခေတ်စ်အတွေ့အမှစာရေးစာဖြစ်သည်။သူဒီခရိယဘာသာဝင်တဦးဖြစ်တော်လဲသူဤခရိယအယူဆမှာကျင်းမြောင်းသော ရှေးယူဆများမှလွတ်သောကျက်ပြဲနဲ့နဲသောယူဆများဟု ဆိုနိုင်သည်။ခရိယဘာသာကတမကအခြားသောဘာသာတရားတို့ကအရေးထားရသောတစ္ဆတရားကို ရှောက်ဖွေသောယူဆတို့သည်ကဲမိတ်ဆွေ ဟမ်မင်ဝေးဤတံတားကလူအိုဝိထုကိုတစ်ခေါက်ပြန်ဖတ်ပေါ။ပြီးရင်မိမိအာယုံ၌မိတို့လာ၍ထင်ခန့်ရိုက်ခန့်သည်ကိုသိဉ္ဉင်ကြည့်ကြစေခြင်းမာဒီလူတယောက်၏အယူဆနှင့်အခြားတယောက်၏အယူဆတူအမျိုးမဆိုလိုပါ။တို့ရတွင်တင်လဲတင်းယူဆနှင့်တင်ယုတ်တိကိုသိဉ္ဉင်ရပါလိမ့်မည်။ထပ်၌ဖော်ပြခဲ့သောသုံးသက်ချက်သည်ချူတောင်းတစ်ခုမှသုံးသက်ချက်သာဖြစ်၍ဤတို့ကြည့်ဖြစ်ရမည်မဆိုလိုပါ။ပြည့်စုံမည်ဟု၍လည်းမဆိုလိုပါ။ တက်မှလည်းတဲ့မြင့်နဲ့တဲ့ပြည့်စင်ဖြစ်သက်ပဲ့ဖြတ်နိုင်ွယ်ရှိပါသည်